မရင်ကျက်သေးတဲ့စိတ်တမာတိတွေရင်ကျက်လာဖို့အတွက်အခြေခံအကြောင်းတရား၅မျိုးပြည့်စုံအောင်ရင်လုံးရမယ်တဲ့အဲ့ဒါပြည့်စုံမှရင်ကျက်မှုဆိုတာဖြစ်လာတယ်အလွယ်တကူနဲ့ရမှာမဟုတ်ဘူးကိုကိလည်းပဲတချို့တရားစခန်းတွေမှာကြားရတယ်နော်ကြားရတယ်မွေလိုတွန့်လိန်နေတာတို့ထကနေတယ်တို့ရှိတယ်လို့ကြားဘူးတာပဲနော်အဲ့ဒါလို့ အတိတ်ဘဝနဲ့ဆက်ဆက်ပြီးတော့စိတ်ထဲမှာပေါ်တဲ့အတိုင်းလျှောက်ပြီးတော့ဖြစ်နေတာတွေကတော့ရှိတတ်တယ်ပေါ့နော်ရှိတတ်တယ်သို့တော့အဲ့ဒါတွေနောက်ကိုလိုက်ပြီးတော့မျောပါနေရမှာမဟုတ်ဘူးမိမိရဲ့တမာရီစွမ်းအားဝီရိယစွမ်းအားနဲ့ဒါတွေကိုဖယ်ရှားပြီးတရားကိုတေချာရှုမြင်အောင်ကြိုးစားရမှာဖြစ်တယ်အဲ့ဒါလို့မကြိုးစားလို့ရှိရင်ဒီပေါ်မှာပဲပေါ်လုံးမျောပြီးတော့ပါနေတတ်တယ်ပေါ့ အခုမေဂိယမထေကိုမြတ်စွာဘုရားဟောတဲ့တရားလေးတွေကိုမှတ်ထားပြီးဘာလို့ရတော့ဆိုမရင်ချက်သေးတဲ့စေတောဝိမု ക്തി လို့ခေါ်တဲ့တမာရီစွမ်းအားစိတ်ရဲ့စံကျင်မဲ့ကိလေသာတွေကလွတ်မြောက်ကြောင်းတမာရီရဲ့စံကျင်မဲ့ကိလေသာတွေကလွတ်မြောက်ကြောင်းအတွက်အကြောင်းအထောက်အကူ၅မျိုးရှိတယ်တဲ့အဲ့ဒီ၅မျိုးကဘာလို့ဆိုရင်နမတိကကလျာဏမေတ္တာ ဆရာကောင်းသမားကောင်းလို့တယ်။နော်ဒါတွေကိုဖြောက်ပဲဖြောက်ပေးအောင်ဟောပြောပေးနိုင်တဲ့ဆရာကောင်းသမားကောင်းကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းလို့တယ်နံပါတ်1နောက်မိမိကိုယ်တိုင်ကကိုချင်းသီလပြည့်ဝဖို့လိုတယ်စင်ကြယ်တဲ့သီလရှိရမယ်သီလကျိုးပေါင်နေတာမျိုးလို့သီလမစင်မကြယ်ဖြစ်နေတာမျိုးလို့မဖြစ်เสียရဘူးတဲ့နံပါတ်2ကသီလနဲ့ပြည့်စုံအောင်ကြိုးစားရမယ်တဲ့ တီလနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်ကိုယ်တီလကိုယ်ဆင်ញင်လိုက်တာနဲ့စိတ်ထဲမှာကျဉ်းနှအာရမှုတွေဖြစ်လာတယ်။အဲဒီလိုဖြစ်လာသည့်ထီအောင်ကိုယ်တီလဆိုပါစို့ငါးပါးတီလဆောက်တည်ထားရင်ငါးပါးတီလငါဘယ်တော့မှမကျွလွန်ဘူး။ငါဆောက်တည်လိုက်တဲ့အချိန်ကငါးပါးတီလငိုတနာမှာပြည့်စုံတယ်။ကျဉ်းနှဆရာကောင်းတဲ့ငါးဘဝမှာဒါအာကိုတစ်ခုကြီးရပြီလို့စိတ်ထဲမှာကျဉ်းနှလောက်အောင်ငါးပါးတီလကိုဆောက်တည်ထားတယ်။ဟောတီလရှိတယ်။ပြီးတဲ့အခါကျတော့ နံပါတ်3ကဘာတော့ဆိုရင်တရားစကားဒီတရားစကားကိုကြားနာဖို့ဆိုတာလည်းအရေးကြီးတယ်အဲ့ဒီတရားစကားဟာကမ္ဘာထအလုံးနဲ့အင်မတန်မှသက်ဆိုင်တဲ့သီလတို့တမာရီတို့ပညာတို့ဆိုတဲ့ဒါတွေနဲ့ဘဝမှာဒီလောဘဆိုတာနေဖို့နော်ဒီပစ္စည်းလေးပါးနဲ့ပတ်သက်တဲ့အရောင်ရဲထပ်ဖို့ ဆိုတဲ့လိုက်နာကျင့်သုံးရမယ့်အခြေအနေခေါင်းတွေဒီလိုတရားစကားမျိုးတွေဖြင့်ကိုယ်ရင်ထဲနှလုံးထဲမှာအေးချမ်းအောင်နားထောင်ပေးရမယ်တရားနာပေးရမယ်လို့ဆိုလိုတယ်နော်တရားနာပေးခြင်းအပြင်ရင်ထဲကအပူတွေဟာပျောက်သွားတယ်ဆိုတာတွေ့ခံစားရတဲ့ပုံစံတွေလည်းရှိပါတယ်နော်တွေ့ခံစားရတဲ့ပုံစံတွေရှိအဲ့ဒီလိုလုတ်ပြီးတဲ့အခါမှာနံပါတ်၄က ကျိုးစားအထုတ်တဲ့ဝီရိယဝီရိယဆိုတာခုနပြောတဲ့မမှန်ကန်တဲ့အတွေးတွေကိုယဉ်နေကတွန်းထုတ်ပြဖို့လို့ဆက်လက်လက်ခံမနေရဘူးလက်ခံတာကိုလက်ခံလို့ဖြစ်တာဟုတ်ဒီအတွေးတွေပေါ်လာလို့ရှင်တွန်းထုတ်ဘာနဲ့တွန်းထုတ်အာယုံပြောင်းပြီးတွန်းထုတ်နော်အာယုံပြောင်းပြီးတော့တွန်းထုတ်အောင်အဲ့ဒါလို့တစ်ခုခုနဲ့ပြောင်းလဲပြီးကမ္ဘာသားအာယုံနဲ့တွန်းထုတ်ပြထားဝီရိယလို့ခေါ်တယ် အာယုံနောက်မှာမျောပါမနေပဲနဲ့မိမိမှတ်မယ်ထွက်လေဝင်လေမှတ်မယ်ဆိုရင်ထွက်လေဝင်စီမရရအောင်မှတ်နော်မရရအောင်မှတ်တယ်အဲ့ဒီလိုဝိရိယနဲ့ကြိုးစားအထုတ်ပြီးတဲ့အခါမှာနံပါတ်5ကပညာတဲ့အဲ့ဒီပညာတော့အရာရာမှာဆင်ញင်သုံးသပ်နိုင်တဲ့ပညာအဲ့ဒီကနေပြီးတော့ဘယ်အရာမှမမြဲဘူးဆိုတဲ့ဝိပဿနာပညာဒီဟာရှိကိုရှိရမယ်လို့ဆိုလို့ ကိုတွေးနေတဲ့အတွေးတွေအာယုန်တွေနဲ့ပတ်သက်ပြီးကြည့်တော့အော်တွေးတဲ့စိတ်ကလည်းမမြဲဘူးတွေးနေတဲ့အာယုန်တွေကလည်းပဲပျောက်ွယ်နေတာဆိုတဲ့သဘောတရားတွေကိုဆင်ញင်သုံးသပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကအတွေးတွေဟာရပ်ဆိုင်းသွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ဝိပဿနာပညာနဲ့မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားပေးရမယ်အဲ့ဒီတဖြည်းဖြည်းကိုယ့်ရဲ့ပညာဟာရင့်ကျက်လာမှာဖြစ် ဲ့တော့ဆရာကောင်းသမားကောင်းဟာအရေးကြီးတယ်ဆရာကောင်းသမားကောင်းပေါ်မှာမှီပြီးတော့ကိုချင်းသီလကိုချင်းသီလရှေ့ရမယ်ဆရာကောင်းသမားကောင်းထံကနေပြီးတော့တရားစကားကြားနာမှုရှိရမယ်ကြိုးစားအထောက်တဲ့ဝီရိယရှိရမယ်အသိပညာရှိရမယ်လို့ဒီ၅မျိုးကိုယ့်ရင်ထဲနှလုံးထဲမှာအခိုင်အမာတည်ဆောက်ပြီးတဲ့နောက်မှာတဲ့ဒီဝိပဿနာ 比这亚精神，灵妙出来比较，见到嘛，你说呀，没给呀，好。